အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်မိတ်ဆွေများကိုထူးထူးခြားခြားလေးဖြစ်သွားအောင်ပညာဘုဒ္ဓတရစီမဲ့အချုံအမြတ်ဗီဒီယိုဖိုင်လေးကိုတစ်ဆက်တည်းပြန်လဲမျှဝေပေးသမှာဖြစ်ပါတယ်ဝရင်းလေးကကြောက်လေးကိုဒီတနန်းဖက်အမြင်တိုင်းလေးပဲတသိန်း3000ကို lucky 9000ပေးပြီးတော့ဝယ်လိုက်တာဖြစ်ပါတယ်မော်ကခန်းဒီမော်ဖြစ်ပြီးတော့အသာတန်းအစင်ကတော့ခါကြော်ကြော်လို့ပြောလို့ရပါတယ် ကျောင်းလေးရအားတချက်ကချွန်ကာလာပါတာဖြစ်ပြီးတော့အားနှချက်ကတော့ခိပောက်လေးတွေပါတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများမြင်နေရတဲ့အမဲမုံလေးတွေကခိပောက်လေးပဲဖြစ်ပါတယ်ဗျအဲ့တော့လှုပ်ချက်အနေနဲ့ကကျွန်တော်တို့ကလွာချဲထုံမှာဖြစ်ပါတယ်။ဒါကတော့လွာချဲဖြတ်ပြီးတဲ့အနေထားဖြစ်ပါတယ်ဗျ။ဖြတ်ပြီးတဲ့အနေထားမှာမဆိုးပါဘူး၊ချွန်ကာလာရော့မသွားပါဘူး။အနာလဲလိမ့်မှာပါတယ်။ဒါ့အပြင်လည်းကျွန်တော်တို့ခိပောက်လေးတွေတော့ကျွန်တော်တို့ဆင်းနေဗျ။ လည်းနှစ်ချက်ပဲရပါတယ်ဘေးနှစ်ချက်ကတိတ်မမဲပါဘူးအဲ့တော့လှုပ်ချက်အနေနဲ့ကခေးပေါက်လေးတွေကိုဖျောက်အောင်မှဖြစ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပဲလက်ရထိုးသွားမှဖြစ်ပါတယ် ဒါကတော့ကျွန်တော်မိတ်ဆွေများလက်ရအရောင်အတင်ပြည့်စည်သွားတဲ့အနေအထားဖြစ်ပါတယ်။လက်ရအရောင်အတင်ပြည့်စည်သွားတဲ့အနေအထားမှာချွန်ကာလာလေးလာပြီးကြောက်လို့မဆုပ်ပါဘူး။ဈေးကွက်ထဲမှာနှစ်သားလုံးကို6သိန်းနဲ့ကျွန်တော်ရောင်းလိုက်ပါတယ်။အဲ့တော့နောက်ဗီဒီယိုတစ်ခုသွားအောင်ဗျ။ဒီကြောက်လေးကတော့ကျွန်တော်မိတ်ဆွေများ9သိန်းကိုပွဲ2000ပေးပြီးတော့ဝယ်လိုက်တာဖြစ်ပါတယ်။မော်ကဝေခါစာပြဖြစ်ဖို့များတယ်ဗျအဲကျွန်တော်တိတိကျကျတော့မပြောနိုင်ဘူးဗျ အကျွန်တော်မိတ်ဆွေများအကြောင်းလေးကိုတစ်ချက်လေးကြည့်ကြည့်ဗျအနောက်မှာအခွန်ပါတဲ့ဘက်မှာအနာကြီး၃ချက်ပါတယ်ဗျအကျွန်တော်အဲ့အနာတိုင်းအတစ်ထုံပါဗျဒါကတော့ဖြတ်ပြီးတော့အတစ်ထုတ်ပြီးတဲ့အနေထားဗျဖြတ်ပြီးအနေထားမှာတော့မဆိုးဘူးဗျအနာလိမ်ပါတယ်ခြွန်ကလာရော့မသွားဘူးဗျတိစားကနှစ်တိထွက်ပါတယ်တတိကတော့တိတ်တော်မဲဘူးဗျ အဲ့တော့လှုပ်ချက်အနေနဲ့ကြောင်လင်းနှသကိုကျွန်တော်ကိုယ်တိုင်ပဲလက်ရထိုးသွားမှာဖြစ်ပါတယ်။ ကျူးစာပြောပြတဲ့စကားလုံးများမသိကြဟုတ်ပါတယ်ကရှုံးမှဒါတော့ကျွန်တော်မိတ်ဆွေများလက်ရာအယောင်တင်ပြီးစီသွားတဲ့အနေအထားဖြစ်ပါတယ်လက်ရာအယောင်တင်ပြီးစီသွားတဲ့အနေအထားမှာချွန်ကာလာလေးလာပြီးအကြောက်လေးမစိုးပါဘူးအစစ်ကွက်ထဲမှာအထစ်ကြီးကိုချစ်သိမ့်တဲ့ပွဲသားကိုတွေကိုကျွန်တော်ရောင်းပေးလိုက်တယ်ဗျနဲတော့နဲတယ်ဗျ အကျန်နဲ့အသေးလေးအစာလေးဗျအကျွန်တော် အကြီးဆုံးအစာလေးကကျွန်တော်သိမ့်နှစ်တောင်းနဲ့ကျွန်တော်ရောင်းလိုက်တာဗျအကျန်နဲ့ကျွန်တော်တို့မရအောင်သေးဘူးဗျအဲ့တော့ကျွန်တော်နေတော့ကြိုက်တော့ဗျအဲ့တော့ကျွန်တော်မိတ်ဆွေတွေနောက်ဗီဒီယိုတစ်ခုသွားအောင်ဗျနောက်ဗီဒီယိုကတော့ကျွန်တော်မိတ်ဆွေတွေပြင်ညာရမယ့်ဗီဒီယိုလေးဖြစ်တယ်ဗျဒီကြောက်လေးကတော့ဒီအမြင်တိုင်းလေးပဲချစ်သိမ့်ကိုပွဲလေးတောင်းထည့်ပြီးဝယ်လိုက်တာဖြစ်ပါတယ်မော်ကတမခံမော်ဖြစ်ပါတယ် အကြောင်းလေးကိုတခြားကြည့်အောင်များကျွန်တော်မိတ်ဆွေများအဲတစ်ဖက်မှာရိုက်ဖက်ပါပြီးတော့အကျွန်တော်ကျန်တဲ့ဖက်မှာတော့အကုန်လုံးအခွန်နဲ့ကျွန်တော်တို့ quality ထားတွေ့ရတယ်ဗျအကြောင်းလေးကရိုက်ဖက်ကကျွန်တော်မိတ်ဆွေများမိထုတားလားဗျကျွန်တော်ဒီရိုက်ဖက်ကြောင့်ကျွန်တော်အဲ့ဈေးကျွန်တော်ပေးလိုက်တာဗျနောက်တစ်ခုကကျွန်တော်အနာလဲလုံတာနဲ့အမစိုးဆိုပြီးကျွန်တော်အဲ့ဈေးပေးပြီးလိုက်တာဗျမိရတော့လုံးပေါက်တယ်ဗျကျွန်တော်တရားလေးကြည့်ပါကျွန်တော်မိတ်ဆွေများနော်ဒါပေမဲ့ခုတ်ပါတယ်ဗျခုတ်ပါတယ်နောက်တစ်ခုကခုတ်ညိုတယ်ဗျ အဲ့တော့ကြောက်လေးကိုတခြားချိန်ပြီးတော့ဖြန်းနှန်းကိုကျွန်တော်တို့ကခါချမ်းပါဗျ။ ဒါကတော့ကျွန်တော်မိတ်ဆွေများဖြတ်ပြီးရနေထားပါအဲကျွန်တော်တို့အကြည့်ကြည့်အောင်ဗျတဲ့ဗီရနေထားမှာတော့ကျွန်တော်မိတ်ဆွေများအသာတန်းကအဲကျွန်တော်ခါးသားဗျအဲကျွန်တော်မဆိုးဘူးလို့ထင်တာဗျဒါပေမဲ့ကျွန်တော်ရိုက်ဖက်အမြင်နဲ့ကျွန်တော်တောက်ရတဲ့အခါမှာကြောက်ကဖတ်လာတဲ့အသာတန်းကျွန်တော်တတ်တချင်းနေဤဗျဘာမှမဆိုင်ဘူးကျွန်တော်မိတ်ဆွေများ ဖြက်ပြည့်ရဲ့အထီးကိုကျွန်တော်ကဒီကြောက်ကိုအာရုံမချသေးဘူးပြကျွန်တော်မိတ်ဆွေများအဲ့တော့ကြောက်လေးကိုလှုပ်ချက်နေနဲ့ကျွန်တော်ကိုယ်တိုင်ပဲလက်ရထိုးသမှဖြစ်ပါတယ်ဒါကတော့လက်ရအကျန်းပြည့်သွားရဲ့အနေထားဖြစ်ပါတယ်ကြောက်မျိုးတန်းကကျွန်တော်မိတ်ဆွေများခါးသားပြတော်တော်လေးကိုကြားတယ်ပြကျွန်တော်မိတ်ဆွေများအဲ့တော့ကျွန်တော်မိတ်ဆွေများအချိန်နေမကောင်းဘူးပေါ့ဗျာ ဒါကတော့ကျွန်တော်မိတ်ဆွေများလက်ရအယောင်တင်ပြီးသွားရနေတာဖြစ်ပါတယ်အသားရန်ကကျွန်တော်မိတ်ဆွေများတော်တော်လေးကြားတယ်ဗျဈေးကွက်ထဲမှာနှစ်စားလုံးကိုကျွန်တော်တသိန်းခွဲနဲ့ပဲရောင်းလိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်ဝယ်သိန်းနဲ့ဆိုရင်တော်တော်လေးချုံတယ်ဗျကျွန်တော်မိတ်ဆွေများ DVD လေးကကျွန်တော်လူနေတက်ချနေတဲ့ကြာသမားညီကိုတွေမိတ်ဆွေတွေအတွက်သာရည်ရတာဖြစ်ပါတယ်ဆရာသမားများတော်တော်ကျွန်တော်မရည်မရည်ရပါဘူးဗျ အဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုအမှားစကားပြောချင်ပါတယ်အကျွန်တော်တို့မြတ်တိုင်းလဲမဝင်နဲ့ချုံတိုင်းလဲမကြနဲ့အစိတ်တက်မကြနိုင်ဘူးပြောပြောကျွန်တော်မိတ်ဆွေများအဲကျွန်တော်ကလည်းစိတ်တက်မကြဘူးလားဆိုတော့ကြတယ်ပြောကျွန်တော်မိတ်ဆွေများသူ့မှာကျွန်တော်တို့ကဘာကြောင့်ချုံလဲဘာကြောင့်မြတ်လဲဒီအချုံမြတ်ပုံမှာကျွန်တော်တို့ဒီနှစ်ခုလုံးပုံမှာကျွန်တော်တို့ကပညာရရတာဖြစ်တယ်ဗျအကုလုံးနဲ့လုံငန်းတစ်ခုကိုကျွန်တော်တို့စေးစေးပေါပေါလေးပေါ့နော်တခြားလေးအအောင်ဆိုင်လုံးမယ်ဆိုရင်ကို့အတွက်အဲအချုံနဲ့ပြီးတော့အချိုးမြတ်ချိန်မှာသိကြတယ်ဗျကျွန်တော်မိတ်ဆွေတွေနော်အဲဒီဗီဒီယိုရဲ့လောက်ပဲဗျကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒီဗီဒီယိုလေးကြည့်ပြီးတော့ အသိပညာတခုရရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်ကြည့်ကြည့်ပေးသေးတယ်ရောက်ချင်းတင်ရအောင်လေးချေးသေးတယ်ပါတယ်ခင်ဗျာ